နှစ်တာ2025ပေါင်းလိုက်လဲ6ဖြစ်နေတယ်အရေးကြီးတဲ့စနေတွေ Yahoo တွေကြာသပတေးတွေပြောင်းမယ်နှစ်ပေါင်း100အတွင်း100တဲ့ပူတဲ့ကာလအတွင်းထူကြာဖြစ်စင်တဲ့အင်အားကြီးတဲ့အင်အားကြီးတဲ့အားကြီးတဲ့ဖြစ်ရကြီးတွေဖြစ်စင်တွေဖြစ်မယ်အုပ်စုအင်အားကြီးတဲ့လူကသေးတဲ့လူကိုမြူမယ်နိုင်မယ် သေးတဲ့လူကလည်းကြီးတဲ့လူကိုချမယ်နိုင်မယ်တိမ့်တဲ့ကြီးကမွေကိုဂုတ်ချိုးမလားပေါက်စားမလားမွေကတိမ့်တဲ့ကြီးကိုဂုတ်ချိုးမလားဆိုတဲ့ဥပမာတွေနဲ့ပြောခဲ့တယ်ဒါတိုင်းမပြောကျင်လို့ကြီးမားတဲ့တဘာဝဘေးတွေငလင်ဘေးတွေငလင်လို့ထည့်ပြောထားတယ်နော်တဘာဝဘေးပုံတိုင်းဘီးဘေးစစ်ဘေး စီပွားရေးစီပွားရေးစစ်တဘာဝပဲစစ်စစ်မဲ့အင်ကငပ်ပြတ်မှုဒါဒီဖြစ်မယ်အဆိုးဆုံးနှစ်တနည်းလို့ပြောခဲ့ပြောခဲ့တာပထမ6လမှာ3 6အင်ကတောက်ကြစီပွားရေးစီတဘာဝပဲဒုတိယ6လမှာတစ်လေးအတွဲဒီလာမယ်ပြောထားတာเนาะတနုံးနေပို့တော့ တက်လေးစားတိလားတနုနေပို့တော့ဘူးအီရန်တို့အစ္စရေးတို့ပေါ့ဗျာအဲ့ဒါကိုထဲမပြောချင်လို့ပြောခဲ့တာပြောခဲ့တဲ့အရေးကြီးတဲ့အတွက်ဒုတိယ6လရောက်တဲ့အချိန်မှာဂျွန်လမှာတလတစ်ခါနေ15ရက်တစ်ခါခွဲလိုက်တယ်ဖြိုးလိုက်တိုင်းမှာတော့တလတစ်ခါပေါ့ကျွန်တော် YouTube channel မှာထပ်ပြီးတော့15ရက်ခွဲပြီးလိုက်တယ်အရေးကြီးနေရာရောက်လို့အရေးကြီးတင်မယ်ပြောမယ်ဆိုပြောတယ် ဘာကြောင့်လဲအခု2025ဒုတိယ6လသည်မိုးတွင်မိုးဥပြီးသွားပြီမိုးလည်းရောက်လာပြီမိုးလည်းရောက်လာပြီဆိုမိုးလည်းရဲ့သဘာဝအတိုင်းပဲမိုးတွေလီလီရွာမှာပဲအများနာလဲရွာလာပဲမတူဘူးဒီနှစ်ကနှစ်ပေါင်းကာလကြာထဲမှာမတူညီတဲ့ခြူအပြောင်းလဲတွေနဲ့လာကြုံနေတဲ့အတွက် မိုးကြီးလေကြီးတွေသဘာဝဘေးကြီးတွေ ထလာအောင်မြေချောင်းအင်းအိုင်းနေရေချောင်းလေချောင်းနေအထူးသဖြင့်ဒီနှစ်ကကိုးကြတဲ့ကိုးနဲ့ပတ်သက်လာတဲ့အခါရေဒီလေဒီလှုပ်ရှားမှုတွေမြေလှုပ်ရှားတာတွေငှလင်းတွေတဘာဝဘေးတွေစစ်ရေးတွေမုံတိုင်းတွေတိုက်ခိုက်တာဒါတွေအဲ့ခါမှာကျွန်တော်တို့ view light ဆိုင်နဲ့ဆက်နွယ်နေတဲ့အားပေးနေတဲ့ မိသားစုတွေရောပြည်တွင်းပြည်ပမှာရှိတဲ့အားလုံးသောတတ်တော်တွေဘေးရန်ကင်းပြီးကြမ်းကြမ်းမာမာ ချမ်းချမ်းသာသာနဲ့အကြက်တဲကိုလွတ်စေခြင်းနဲ့ဒါကြောင့်နိုင်ငံခြားသွားမဲ့လူတွေဘေးစင်ကြီးပိဿတွေတချို့ဟာမသွားနဲ့သွားရင်ဘလူနေဘလူထိုင်းအတချို့ပါတည်နေလို့ဘလောက်အထိပြောလဲတချို့ဟိုအမေရိကန်နိုင်ငံ ဟာစနေရာဟုတမရတက်လာမယ်မတက်ခင်တည်းတက်လာတော့ဆန့်ကြောင်းကြပြန်ကြတချို့ရွှေ့ကြစနေရာဟု တဖက်ကတေယုတ်ဆိုတဲ့နိုင်ငံရာဟုစနေဗုဒ္ဓဖူးကြာတော်လေးလှုပ်ရှားမယ်အဲ့မြို့ပြော်ရှိတဲ့နိုင်ငံတွေဒေသတွေအခုရာဟုဗုဒ္ဓဖူးတွေလိုက်ကြည့်လိုက်အာအီဂျစ်အာအီ ဘာလို့အခုဖြစ်နေတဲ့ဟာအကုန်ပေါ့ဗျာဒါတွေထားပါတော့ကျွန်တော်မပြောတော့ဘူးအဲ့တော့အခုလို့ဖြစ်လာတယ်အခုဆိုရင်ဒါဇူလိုင်လရောက်ပြီဒီဇူလိုင်လမှာကျွန်တော်တို့နတ်ခတ်ဘီရင်စီကံရလှုပ်လှုပ်ရှားရှားဖြစ်မှာစန္ဒီဘုဒ္ဓဘူးအတွေ့ကြီးရှိနေတယ်အဲ့စန္ဒီဘုဒ္ဓဘူးအတွေ့နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြအဲ့ရမပြောခင်မှာ နောက်ကျောင်းပြန်လေးဂျွန်လာမှာဟောတာလေးပူပူနွေးနွေးလေးပြန်ကြည့် ဂျွန်လာတရက်နေ့ရတယ်တလာအတွင်းမှာအင်္ဂါတောက်ကြနဲ့ပတ်သက်တာဒီတက်ရှိတက်မဲ့ဒီပြည်တွင်းပြပကဘာမှာဖြစ်မယ်လှုပ်လှုပ်ရှားရှားသူညာပူညာရှေတန်းရောက်ပြဿနာလို့ပြောတာရှေတန်းရောက်ပြဿနာဆိုတာလူတွေစိတ်ဝင်စားတာဒါမှသာပြောတာဆိုတာအဲ့ဒါဘာတွေလဲတဲ့အင်္ဂါဆင့်မဲ့အင်္ဂါတွေကြီးထွားလိမ့်မယ်ပြည်တွင်းပြပစစ်တွေများမယ်ဆန်စီစည်းစားဆက်ပစ္စည်းတွေ ကိုယ်စင်းလုံးတွေတက်မယ်ဆက်သွယ်ရေးတွေပြတ်မယ်စိတ်ပူတာတွေဖြစ်ရမယ်စိတ်ဆိုးတာတွေဒေါသထွက်တာတွေများမယ်စစ်ဆေးမှုတွေခံရတာတွေများမယ်အင်္ဂါနဲ့ပတ်သက်တာတွေတောကရှိတယ်ပြီးရင်တောက်ကြတောက်ကြဆိုတော့မီဒီယာတွေအတန်တွေအခုဆိုမီဒီယာမီဒီယာပဲစိတ်ဝင်စားနေတာတောက်ကြအမှုပညာအတန်မီဒီယာအတန် တုတ်သွေးတောင်းတဲ့အမှုပညာအတန်တဲ့မြန်တဲ့ပစ္စည်းတွေအတန်ပြဿနာတွေဟာတည်ကြည်ပြဆူးမှုများပဲလူသေးသေးများမယ်အားသာခေါ်ခဲ့တယ်ခေါ်ခဲ့တဲ့တိုင်ဟုဖြစ်ပြီပြည်တွင်းရောပြည်ပါရောဘာလို့ဖြစ်တာလေမတော်တဆတဲ့အိန္ဒိယမှာဒုံဆက်ပြက်ပြီးဖြစ်တာစေကြောင်းဆိုတဲ့အင်္ဂါပေါ်ကြာသေးအောက်ကနေထိုင်စေကြောင်းသားတွေပါသေးရော အင်္ဂါတောက်ကြမဟုတ်ဘူးလားအခုဖြစ်ပြီအစ်ဇေးတို့ဗါလဲအမေရိကန်တို့အီရန်တို့ဟာတောက်တောက်လဲဥအိမ်တွေပြတ်သေးကြသေးကြအော်ကြဟစ်ကြပြေးကြလွှားကြကိုရီးယားကရုပ်ရှင်ကြည့်သလိုကြည့်နေတာတကယ်သူတို့နေရာကိုဝန်ခံစားကြည့်ဘလောက်တနာမှုကောင်းလဲချစ်စုတာဘာမှမကောင်းဘူး အင်္ဂါတောက်ကြတယ်ဒီသားသမားနေတိုင်းစံစီစည်းစားတွေတက်လာအဟုမအီရန်အီဒါဒီပြဿနာတက်တာနဲ့ဘာလဲဒီမှာရှိတဲ့ကုံစင်းတွေတက်လာမဆိုင်ဘူးလားဆိုင်တယ်ကဘာလဲမြန်မာပဲမြန်မာလဲကဘာပဲနွယ်နေတာဒါကြောင့်ကျွန်တော်အမြဲတမ်းဟောတဲ့ဂျူဒီနတ်ခတ်တရားတနိုင်ငံနဲ့မဟုတ်တစ်ကဘာလုံးဆိုင်တယ်ဟာပြည်ရင်းပြည်ပအရာဆိုးရင်ရတဲ့အခြေအနေ ဟလားအဲ့ပြန်ပြန်ဘာကြောင့်ဖြစ်တာလဲဆိုတာလဲတခါတည်းရှင်းသားတယ်အရေးကြီးတယ်အဲ့ဂျွန်လာတဲ့မှာမှာဂျွန်လာ9ရက်နဲ့ဇူလိုင်9ရက်ကြားမှာဟာတလတာမှာကြာတပရိယအထအန္တာတဲ့ဝင်သွားတယ်အထတန်းနှစ်ခတ်ပညာရှင်တချို့နားလည်တယ်ကြာတပရိအထအန္တာဆိုတာသိလားโอ้ တခါတော့မီးလောင်တွင်းလို့နှက်ချိုင်းတဲ့ထဲမှာတောင်းပေါက်ကွဲတာပေါက်ကွဲတာအကျူပြောတာလားအတန်ဖိုင်ရှိတယ်ဇာန်ပြောလို့မရဘူးကောင်းစားလဲ YouTube channel ကိုကြည့်အခုအဲ့ဒါဖြစ်တာပဲဟိုးလှိုင်ကောင်းတွေကတွားပြီးတော့နျူကလ িয়ার ပွဲတာတွေပါတယ်နော်ဒါထားပါတော့ဒါဟိုစစ်ပွဲတွေပြောင်းသွားတယ်ကျွန်တော်ပြောချင်တာဗီဒီကိစ္စစစ်ပွဲနဲ့မဆိုင်ဘူးဒါဟိုဘဝုဒ္ဓဖြစ်ပြန်ပြောတာအဲ့လိုဖြစ်ခဲ့တယ်ဗောဗျာ အခုတော့ဒါဇူလိုင်လရောက်ပြီဇူလိုင်လရောက်တဲ့ခါမှာပထမဆုံးခြူပြောင်းလေးကြီးရအောင်ဆိုနော်ဘဝသူတာဖြစ်ပေါ့တန်တုံးနေ1389ဝါစုလစုတ်9ရက်16ရက်9လ2025ပုတ်တခုနေည6နာရီ29 59စက္ကန့်ကရကရာသီကိုပြောင်းအင်္ဂါဂျူ1389ဝါကောင်လာသား4ရက်28ရက်9လ2025တနင်္လာနေ့ည7နာရီ54 56စက္ကန့်ကရာသီကိုပြောင်း ဗုဒ္ဓဟူး1389ဝါသူလသို့9ရက်18ရက်9လ2025တောက်ကြနေရစပြီးကရကရာတီမှာဝတ်ကြသွားကြာသမီးမေထုံရာတီမှာရက်တည်နေတဲ့တောက်ကြ1389ဝါကောင်လာသား2ရက်ဇူလိုင်26 2025စနေနေ့နနက်9:54 30ကမေထုံရာတီပြောင်းစနေဂျူ1389ဝါသူလသို့9ရက် ဇူလိုင်၁၄2025တနင်္လာနေ့မှာစပြီးမင်းရာသီမှာဝက်ကြသွားယာဟုကုန်ရာသီမှာရှိတယ်ဒါဇူလိုင်လရဲ့ဂျူပြောင်းဇူလိုင်လရဲ့ဂျူနက်ခတ်အပြောင်းကြည့်မယ်အင်္ဂါဇူ2025ဂျွန်30ရက်နေ့ကောသအင်္ဂါဇူတင်ရာသီမှာတောက်ကြဂျူပိုင်ပုပ်ပဖလကူနီနက်ခတ်အပေါ်မှာစီးမှာပုံမှန်နှုံးနဲ့တွားပြီးရှေ့တက်တဲ့အမြင်အာတဝဏီနက်ခတ်ကိုထွင်းမယ် ဇူလိုင်22ရက်နေ့ထိဖြစ်တယ်။ကြာသပတေးတူ2025ဂျွန်14ရက်ဩဂတ်17အထိမေထုံရသည်ယာဟုဂျူပိုင်အတာရာနခပ်ပေါ်စီးနေမယ်။စနေဂျူ2025ဇူလိုင်14ရက်ကောဇာစနေမေယာသည်ခုနှစ်အန္တာ43လိတာအရောက်စနေဂျူပိုင်ဥတ္တရပရပတ်နခပ်ပေါ်စီးနေပြီ။နောက်ပြန်ဝကြသွား ကောသာရာဟုဂျူကုံရာတီတွင်းမှာရွှေပြောင်းချင်းနေနေတယ်အဲ့ဒီဖြစ်နေအဲ့ဒီနခတ်ဒီအဲ့ဒီချူဒီအပြောင်းလဲပြီးတော့မကြခင်ကဧပြီလ20မှာတန်တရာမှာ နှစ်နှစ်ခွဲနေတဲ့ကောသာစနေဂျူကြီးဟိုးကုံရာတီရနေမေရာတီရနေကုံရာတီရွှေလာတယ် ကုံရာသီကနေမင်ရာသီကိုရွှေ့သွားတာရာဟုကျိုကမင်ရာသီကနေကုံရာသီကိုမေ78ရက်မှာရွှေ့တာကြာတရိယမေ71မှာပိဋ္တရာသီကနေမေထုံရာသီကိုရွှေ့ထားတာအဲ့ဒီရာဟုစနေရဲ့မငြိမ်သက်တဲ့အားကြီးအခုဂျူနခပြောင်းနေကြောင်းစစ်ထုတ်လိုက်တဲ့အခါမှာဇူလိုင်တလလုံးစနေဘုဒ္ဓဖူးတွေဟာတက်ရှိတက်မဲ့နေတယ် ထူးထူးခြားခြားလှုပ်လှုပ်ရှားရှားဖြစ်တော့မယ်ဆိုတာတွေ့နေရတယ်။တွေ့နေရတော့ကြူပြီးကျွန်တော်ပြောရမှာဟောရမှာ။အဆက်တင်နဲ့ပတ်သက်တာတွေကဘာကြီးလဲ။တော်ဒီတောင်ဒီတိုက်ဒီတိုက်ပွဲဒီနိုင်ငံတကာဒီတရားရေးဒီဥပဒေဒီနန်းတွင်းဒီဒါလွတ်တော်ဒီဒါစံဒီအုပ်စုဒီ ထိုင်းနိုင်ငံဟာဥရောပနိုင်ငံဟာအခုဖြစ်တဲ့အီအီရန်အစ်ဇီအမေရိကဒါရီယာစနီအုပ်စုတွေပဲပါပတွေပဲကျွန်တော်တို့နိုင်ငံအရာ ပြောမှသူတော်တွေတောင်းတွေထောင်းတွေတိုက်ပွဲတွေမကြီးမသက်ဖြစ်မှာသူညာပူညာနေတိုက်ပွဲတွေပူပြင်းထန်လာမယ်တော်တွေတောင်းတွေပြူမယ်တဘာဝကြောင့်လေကြောင့်ရေကြောင့်ဟာတတိထား တောင်သားမှနေတဲ့လူတွေတောမှနေတဲ့လူတောင်ထဲမှနေတဲ့လူတွေတွင်းထဲမှနေတဲ့လူတွေတိုက်အမြင်နဲ့နေတဲ့လူတွေဘာပဲဖြစ်ဘာကြောင့်လဲလာပြီဗုဒ္ဓဘူးလေကြောင်လေကြောင်ပိုင်တဲ့ကြောင်လေမြန်နေကြောင်လေမုန်တိုင်းကြောင်လေပြင်းနေကြောင်လူစုလူဝေးကြောင် ရွှေကြောင့်ရေကြောင့်ရေတက်လို့လေတက်လို့မိုးရွာလို့လေစီတိုက်လို့လျှက်စီလက်လို့လေမြန်နေကြောင့်အဲ့တော့လေကြောင့်ရေကြောင့်လူစုလူဝေးလျှက်စီဟာရေလက်ကြားရေပြင်းတောတောင်တိုက်ပွဲအဲ့တော့ကဘာရောမြန်မာရောစနေဘုဒ္ဓဖူးတွေသူညာပူညာပြည်ရင်းပြပါမှာဖြစ်တော့ ဖြစ်တဲ့အခါကျတော့ဘာကြီးဖြစ်လာလဲဆိုပင်လေသူလျှက်စစ်သူတိုက်ပွဲသူဓာတထုသူရွှေသူရည်နံသူဓာစီသူတိုက်ပွဲသူတောတောင်သူမငြိမ်မသက်ဖြစ်မှာဖြစ်ရင်ကောင်းလားဆူလားဆိုတာဆိုးတာပေါ့လူစုလူဝေးဒုက္ခရောက်မှာတိုက်ပွဲတွေပြင်းထန်မှာစီးပွားရေးလူမှုရေးတဘာဝပေးစီစုညံပူညံဖြစ်မှာအဲ့လာတလာကျွန်တော်တို့နိုင်ငံဆိုလဲဒါမိုးတွေတအားကြီးမယ်မြစ်တွေရေရှမ်းမယ် ဟာတောတောင်တွေပြုံမယ်ကာနာတွေသတိထားမယ်ဟာကဘာနဲ့မြန်မာနဲ့ဆက်ဆက်နေတဲ့အတွက်ကဘာနိုင်ငံကိစ္စတွေဟိုကျွန်တော်ချက်နေဆိုတာထိုင်းဟာစနေပေါ့ဟာကမ္ဘောဒီးယားဆိုတာမျိုးကဒါဗုဒ္ဓဖူးပေါ့ရပလက်ပေါ့နော်အဲအဲ့လိုမျိုးလေးတရုတ်ဆိုတာစနေဗုဒ္ဓဖူးပေါ့ဗျာနော်ဟာကျွန်တော်တို့နိုင်ငံကိုအနည်းနဲ့အများဟိုသူ့ဟာနဲ့တူတော့စီးပွားရေးကျန်းမာရေးလူမှုရေးတွေရှုပ်ထွေးလာနိုင်မယ်ဗျာ အဲ့တော့ဘာလို့ရမလဲဆိုတော့ဒီစနေဘုတ်တစ်ခုနဲ့ပတ်သက်တဲ့တက်ရှိတက်မဲ့ပစ္စည်းတွေရောလူတွေရောကုမ္ပဏီတွေရော နေရာတွေရောဘေးရန်ကင်းပြီးဟာတော်ရီတောင်တွေပြူသားနေလွတ်အောင်တတအောင်ရေဒီမီဒီကြီးတဲ့နေရာတွေတတအောင်ပင်လယ်တွေရေလုံသားကြီးတွေတတအောင်လေပြင်းမုန်တိုင်းတွေလေမြန်တွေအပြက်အပြူတွေတတအောင် နိုင်ငံသားမှရောက်နေတဲ့ကျွန်တော်တိုင်းသူပြည်သားတွေတက်တာအောင်နိုင်ငံသားမှရှိနေတဲ့ကျွန်တော်တို့မိသားစုတိုင်းသူပြည်သားတွေဖေးရန်ကင်းအောင်ဒါလေးတွေအကြံဉာဏ်ပေးတာဘာလုပ်မလဲစနေဘုတ်တဖူးရှိတဲ့လူတိုင်းနေနံပါတဲ့လူတိုင်းတက်လာလုံးခုံတော်ကူပါမနက်ကူပါညကူပါစိတ်ခါတိုင်းလို့ပေါ့ပေါ့မရဘူး အရဟံပူဇော်ထူးတော်ခံတော်မူလာသောမြတ်စွာဘုရားအရဟံအရဟံအရဟံတပတ်တမန်တော်မူသောသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားသင်တဲ့ကုတော်ရန်သိမြင်သောမြတ်စွာဘုရားကိုတမန်တော်မူသောကုတော်ဖြင့်ပူဇော်ပါရဖုရားတမန်တော်မူသောတမန်တော်မူသောအဝိဇ္ဇာဇနတမန်တော်သူကတော်လောကဝိသုစတဘာဝတပတ်မနက်ကူပါညာကူပါမနက်ကူပါညာကူပါနိုင်ငံတကာမှာရောက်နေတဲ့နိုင်ငံသူနိုင်ငံသားအလုံးစိတ်ပြောင်းစိတ်ပြည်တွင်းကလူတွေစိတ်နေ့တိုင်းစိတ်နေ့တိုင်းစိတ် မြတ်စွာဘုရားရဲ့ဂုံတော်၉ပါးနဲ့အခုဖြစ်လာမဲ့ရေချောင်းလေချောင်းတဘာဝပြီးအန္တရာယ်လွတ်မယ်အငတ်ဘေးတွေပိတ်ပင်ဟန်တာကြောင်တဲ့ရောက်နေတာတွေသူများနိုင်ငံမှာဒုက္ခရောက်နေတာတွေလွတ်မယ်ဂုံတော်၉ပါးစိတ်ပြီးရင်နေ့တိုင်းရတဲ့ပိတ်ရဒါနပိတ်ရဏတုမေတ္တာတုမိသားစုတွေကလည်းလှုပ်ပြီးပြီးတော့ဗုဒ္ဓဖူးဆက်နေရောက်တိုင်းရောက်တဲ့နေရာရောက်တဲ့မြို့ဒါမှမဟုတ်ဒီမြန်မာနိုင်ငံမှာရှိတဲ့လူတွေကလှုပ်ပြီး ရှီသက်စီပန်းသက်စီလှူပြီးကိုသားလေးတဲ့တမီးလေးတဲ့မီးလေးတဲ့ဒီမှာရှိတဲ့ကုမ္ပဏီတွေရှီသက်စီပန်းသက်စီလှူမယ်ငှက်တွေလွတ်ငားတွေလွတ်မယ်သူတော်ကောင်းစိတ်တွေမွေးမယ်လောဘဒေါသမောဟတွေဖြုတ်ချမယ်ဆိုးရပူပန်မှုတွေနှိမ့်ချမယ်ပြီးတော့တခါလည်းပြောအောင်မယ်အကျန်းကြီးကဘာစိတ်ကြီးဖြစ်မသွားဘူးနော်သူညာပူညာဖြစ်တဲ့အစင်ပဲအချိန်တိုင်းတော့ပြီးသွားမှာ ဒါပဲဒီဒုတိယ6လကြောက်เสียတော့အကောင်းဆုံးပြဿနာရှုပ်ထွေးတာကြီးလာမယ်တအားကြီးလည်းမဆိုးရင်လည်းတအားကြီးဆိုးရင်တော့လည်းအဲ့ဆိုးရင်မှုကဘာမဘာမှမဟုတ်ဘူးကျွန်တော်ပြောနေတာလည်းဆိုးရင်မှုပြောတာမဟုတ်ဘူးဒီစနေဘုဒ္ဓဘုမငြိမ်မသက်ရှိတဲ့အချိန်ဒီနှစ်2025ကံကြမ္မာမကောင်းတဲ့အချိန်မှာကောင်းအောင်ပြောတာရှောင်းနိုင်အောင်တိမ့်နိုင်အောင်ဘာမှမဖြစ်ဘူးကျွန်တော်ပြောတာလို့ အဲ့ဒီအစိတ်ရှိမဲ့နေရာတွေမသွားနဲ့ပောက်ကွဲမဲ့နေရာတွေမသွားနဲ့လူသူနေရာတွေမသွားနဲ့တောတောင်နေရာတွေရှောင်းမိုးတွေကြီးမဲ့လေတွေကြီးမဲ့ဒါကိုပြောတာအဲ့တော့ဂုံတော်ကူပါစိတ်ပါရေသက်စိတ်ပန်းသက်စိတ်လူပါကြက်ငက်တရိစ္ဆာန်အရှင်တွေလှုပ်ပါမိဘဆရာသမားယူသေးပါ သူတော်ကောင်းစိတ်တွေထားပါဒေါသလောဘမောဟတွေဖြုတ်ချပါ မကောင်းတဲ့စိတ်တွေလျှော့ချပါ ဘယ်နေရာရောက်ရောက်အာလုံးဒီအနေဆာအာလုံးဒီဒုက္ခအာလုံးဒီအနတ္တဖြစ်ပြီးပြတ်သွားတာအကြာကြီးမဟုတ်ဘူးဘာမှမဟုတ်ဘူးဖရာတရားတန်ခါတကူနဲ့အရာခသိန်းဒီလွတ်မြောက်ရှင်းတာမယ်ဆိုတဲ့စိတ်လေးနဲ့မွေးဒါဆိုစောစောပြောခဲ့တဲ့စန္ဒီဘုတ်တဖူးဒီပြဿနာအကြီးမဝင်ဘူးအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖြစ်တင်တာဖြစ်ဒေါပလာနဲ့လောဘနဲ့တောကနဲ့ဆိုရင် အသက်ပေးတာဆိုဘဝပေးတာဆို ဆုံးရှုံးမှုကြီးမားလာလို့ဖြစ်သွားလိမ့်မယ်။လာလိမ့်မယ်မိုးတွေကြီးတာလေတွေကြီးတာဒါကြောင့်ပင်လယ်ပြင်ထွက်တဲ့လူတွေတောတောင်နာနေတဲ့လူတွေတွင်းထဲမှာလှုပ်တဲ့ရေလှုပ်သားတွေရွှေလှုပ်သားတွေရွှေသွင်းမိုင်းသွင်းလှုပ်တဲ့လူတွေဒါဒီဝရိယနဲ့လှုပ်ကြပါလို့ပြောခြင်းလား။နောက်တစ်ခုကတခြားနေတွေပေါ့ဗျာကြံရှိတဲ့တနုံးတွေတနင်းလာအင်္ဂါကြာတော်တွေတောက်ကြတိုက်ရှိတမဲ့တွေလူတွေပုံမှန်ပါပဲသူအထွာနဲ့သူတွာလာရောင်းဝယ်ဖောက်ကားကျမ်းမှာချမ်းသာနေပါလေ။ ကဘာကြီးနဲ့မြန်မာကြီးနေမကောင်း ကျမ်းမာရေးမကောင်းဇာတာမကောင်းတဲ့လဂျွန်ဇူလိုင်ဩဂတ်စက်တင်ဘာအောက်တိုဘာစောက်ကြည့်ရမှာစက်တင်ဘာ22ရက်ပတ်ဝန်းကျင်စောက်ကြည့်ရမယ်ဆိုတဲ့စကားပဲကျွန်တော်ပြောတယ်ကြာနာရီမပြောဘူးဘာလို့လဲဆိုတော့တချို့မီဒီယာတွေကကျွန်တော်စကားကိုဆွဲထုတ်ပြီးတော့ဟိုအဆွန်းအတွက်အန္တရာယ်ဖြစ်အောင်လုပ်နေလို့ကျွန်တော်ထိမ့်ပြောနေရတယ်ဘာမှကျွန်တော်ဥပဒေပြည်သူပြည်သား တိုင်းသူပြည်သားမြည်သူမဆူဘေးရန်ကင်းရေးကြားမှချမ်းသာစေခြင်းနဲ့ပြပရောက်နေတဲ့မြည်သူမဆူမြည်သည့်ဘာသာမဆူမြည်သည့်လူမျိုးမဆူရုံနံခန္ဓာရှိတဲ့တတ်တော်တွေအားလုံးဘေးကင်းပြီးကြားမှချမ်းသာစေခြင်းနဲ့အားတော်ကိုကျွန်တော်တို့ဖြိုးလိုက်ဆိုင်မိသားစုကိုစားကျွန်တော်တို့ဘေးရင်နက္ခတ်အတတ်ပညာနဲ့ပြောတာဖြစ်တယ်။ရှောင်းနိုင်တိမ့်နိုင်အဇူလိုင်လတလလုံးမှာအိမ်သက်မင်္ဂလာလှုပ်ခြင်းတဲ့လူတွေနှစ်ရက်နေ့73ရက်နေ့လှုပ်ပါဗျာအားလုံးအခါမင်္ဂလာပါပဲ။ အိမ်ဆောက်ချင်တဲ့လူတွေ9ရက်တု21ရက်တု19ရက်တုမှာပတ်နဲ့ချပါလက်ထပ်မဲ့လူတွေဇူလိုင်လမှာ9ရက်10ရက်ပဲရှိပါတယ်ကြာတဲ့ရက်တွေမှာနည်းနည်းလေးခက်တယ်ထီထိုးချင်တဲ့လူတွေ9ရက်17ရက်20 21 30မှာထိုးထီထိုးရမယ့်ခဏ၄ရှစ်ခွန်တုံညာဖြစ်ပါတယ်အားလုံးသော ဖြူပိဋ္ဌကြီးဘေးရခတ်သိပြည်ရင်းပြည်ပါမှာရှိတဲ့ဖြူပိဋ္ဌကြီး ရောက်နေတဲ့နေရာတွေမှာတောကခတ်သိဘေးရခတ်သိအပုခတ်သိငြိမ်ပြီးကြမ်းမှချမ်းသာပျော်ရွှင်ကြပါသည်အခက်ခဲရှိတာများရှိတယ်ပြောပါအားလုံးလူရဆန္ဒပြကြပါသည်ဆုတောင်းလိုက်ပါတယ်ဗျာ